Thank you. မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်တပ်လေကြောင်းတိုက်ခိုက်မှုရပ်တန့်ရေးထိုင်းပါဝင်နိုင်ငံတကာကအရေးယူပေးဖို့တော်လိုင်းအင်အားစုများတိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာစစ်တပ်ရဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်နေမှုတွေရပ်တန့်ဖို့အိန်းနီးချင်းထိုင်းနိုင်ငံအပါဝင်နိုင်ငံတကာအတိုင်းဝိုင်းကအရေးယူလှုပ်ဆောင်ဖို့တော်လိုင်းအင်အားစုတွေကတိုက်တွန်းလိုက်ပါတယ်ထိုင်းလွတ်တော်မှာမြန်မာအရှိနဲ့ပတ်သက်လို့ပြီးခဲ့တဲ့မလ23နဲ့22ရက်ဆွေးနွေးပွဲကျင်းပခဲ့ပြီးတက်ရောက်ဆွေးနွေးခဲ့ကြတဲ့တော်လိုင်းအင်အားစုတွေကစစ်အုပ်စုရဲ့အထူးအသက်သွေး ကြောင့်စီးပွားရေးအရှင်းမြင့်ဖြစ်တဲ့မြမရှင်နန်းနဲ့တဘာဝတံငွေလုပ်ငန်းကနေရရှိရင်ဝင်ငွေတွေနဲ့ဝင်ငွေရလန်းတွေကိုတန်ခတ်ပိတ်ဆို့အရေးယူဖို့တောင်းဆိုခဲ့ကြတာပါ။ ကျမတို့အင်းကြီးချင်းတွေနဲ့နိုင်ငံတကာအတိုင်းဝိုင်းကမိတ်ဆွေတွေကိုအတိတ်ကတောင်းဆိုစရာတစ်ခုရှိပါတယ်။စစ်ကောင်စီရဲ့လေကြောင်းပုံကျဲမှုတွေရတံပေါ်လှောက်ဆောင်နိုင်တဲ့များလှောက်ဆောင်ဖို့ပါပဲလို့ KNI အမျိုးသားတိုးတက်ရေးပါတီ KNPP မှမော်သည်များကပြောပါတယ်။ KNI ပြည်ဟာအရွေအစားအဖြစ်တင်းငယ်ပြီးမြစ်တရဲ့လေကြောင်းတိုက်ခိုက်မှုကိုအကြီးအကျယ်ခန်းစားနေရတဲ့ပြည်နယ်ဖြစ်တယ်လို့ KNI ပြည်ရဲ့သုံးပုံတစ်ပုံရှိပြည်သူတွေဟာနေရဆုံခွာတင်းရှောင်နေရတယ်လို့သိရပါတယ်။ အရက်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့သွေးစွန်ငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ PMC ကလည်းထိုင်းလွတ်တော်ရင်မြမအရေးဆွေးနွေးပွဲကိုပါဝင်ဆွေးနွေးခဲ့ပြီးစေအုပ်စုကရေနံနဲ့တဘာဝတငွေကနေရရှိတဲ့ငွေကြေးတွေကိုတုံးဆွေးကလေကြောင်းတိုက်ခိုက်မှုတွေပုံမှန်လှုပ်ဆောင်နေကြောင်းနဲ့ထိုင်းဆိုရပိုင်း PTT ကုမ္ပဏီကမြန်မာနိုင်ငံရှိဆင်ရဆွေးမှုတွေမှာပါဝင်ပတ်သက်မှုတွေကိုတင်ပြဆွေးနွေးခဲ့ကြောင်းမလ23ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒါအပြင်စေအုပ်စုရဆွေးမှုတွေပြုလုပ်နိုင်ဖို့လွှဲပြောင်းပေးနေတဲ့ရေနံတငွေဝင်အားလုံးကိုရပ်တန့်ပြီး asset crew အကောင့်မှာတင်စင်လုံဆောင်ဖို့ MOG ဤနဲ့နိုင်ငံပိုင်ဖန်တွေကိုအရင်းယူပိတ်ဆို့ထားမှုတွေကိုရှောင်ရှားနိုင်ဖို့ထိုင်းဆိုးရနဲ့ကုမ္ပဏီတွေမှာကုညီနေမှုတွေကိုရပ်တန့်ဖို့တရားမဝင်အကြမ်းဖက်မြန်မာဆဲအုပ်စုကိုတရားဝင်မှုရရှိဖို့လုံဆောင်ထောက်ပံ့နေတဲ့ထိုင်းဆိုးရရဲ့တန်တမာရေးနဲ့စီးပွားရေးထောက်ပံ့မှုလုံဆောင်ချက်တွေအားလုံးကိုရပ်တန့်ဖို့အချက်တွေကို BMC ကတောင်းဆိုခဲ့ပါတယ်။နောက်ပိုင်း PTT ရဲ့ဆရာဆွေးမှုတွေမှာပါဝင်ပတ်သက်နေမှုတွေကိုစုံစမ်းစစ်ဆေးမှုတွေစတင်ပြုလုပ်ဖို့တရားဥပဒေစိုးမိုးမှုရှိတဲ့လုပ်ရက်တွေအထူးသဖြင့် online ငွေကြေးလေးလေး ပြမှုတွေနဲ့နေရပြန်ပို့ခံရတဲ့မြန်မာလူထုကိုကာကွယ်ပေးဖို့နဲ့ဥပဒေနဲ့လှုံ့ထုံလုံနည်းတွေအရေးပေါ်လိုအပ်နေတဲ့အခြေအနေတွေကိုထိုင်းဆိုရနဲ့ PTT တို့လှုံ့ဆောင်ရမယ့်အကြံပြုချက်တွေကိုလည်း BMC ကတိုက်တွန်းလှုံ့ဆောင်ခဲ့တယ်လို့ဖော်ပြပါဗျာ။ ။အမျိုးသားညီညွတ်ရေးဆိုရာ NUG ရဲ့ထုတ်ပြန်ချက်အရပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်နိုင်ငံတော်ပြည်သူ140ကျော်တေဆုံက360ကျော်ဒဏ်ရာရခဲ့ပါတယ်။စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကျန်းမာရေးအဆောက်အအုံ15လုံးပါဝင်နေအိမ်ကြောင့်ဘာသာရေးဆိုင်ရာများပါဝင်အဆောက်အအုံစုစုပေါင်း290ကျော်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက2023ခုနှစ်မှ2025ခုနှစ်မလ16ရက်အထိမှတ်တမ်းတင်ထားတဲ့အချက်အလက်တွင်ရစီအုပ်စုကအရသာပြည်သူဆိုင်ရာနေရာတွေကိုလေကြောင်းတိုက်ခိုက်မှု2190ပြုလုပ်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ကလေးငယ်ပေါင်း380နာဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။ပြီးခဲ့တဲ့စစ်အာဏာသိမ်းမှု၄နှစ်တာကာလအတွင်းစစ်ကောင်စီကကျမ်းမာရေးဆောင်ရှောက်မှုကဏ္ဍပေါ်အကြမ်းဖက်တိုက်ဖြတ်မှုပေါင်း1600ကျော်ကျူးလွန်ခဲ့ပြီးစစ်ရုံစည်းကမ်းစုစုပေါင်း365ခုထိခိုက်ပျက်စီးခဲ့ရကကျမ်းမာရေးဝန် နက်ပေါင်း138ဦးသေဆုံးခဲ့ရကြောင်း NUG ကမလ19ရက်နေ့မှာထုတ်ပြန်ထားပါတယ်။မလ22ရက်မှာလည်းမကွေတိုင်းခံကောမျိုးနဲ့နန်းခါကျင်းရွာစည်းကမ်းကိုစစ်တပ်ကပြစ်မှတ်ထားနေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် CDN ဆရာဝန်ဒေါက်တာများစုမောင်းစနီးဖြစ်သူတော်ခိုင်နင်းဝေနဲ့တားဖြစ်သူ9နှစ်အရွယ်ကလေးငယ်ပါဝင်စစ်တပ်ဦးသေဆုံးခဲ့ပြီး6ဦးဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်ကစာတင်ကြောင်းများ၊ကျမ်းမာရေးစည်းကမ်းများ၊စစ်ပီးရှောင်းစခန်းများဈေးများမှာမကျန်းစက်တိုက်ပုံးချဲတိုက်ခိုက်နေတာကြောင့်ပြည်သူဝန်ဆောင်မှုလုပ်ငန်းများလုံဆောင်ဖို့အခက်အခဲများစွာရှိကြောင်း KNPB မှမော်တဲများကထိုင်းလွတ်တော်ဆွေးနွေးပွဲမှာပြောပါရင်ဒါပေမဲ့ KNPB မှလုံနိုင်သမျှပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကိုလုံဆောင်ပေးနေကြောင်းမော်တဲများကဆက်လက်ပြောပါရင်ဒီတော်လိုင်းကြီးမှလူငယ်တွေဦးဆောင်ပြီးဒီတဲ့ချင်းကျမတို့ပြည်သူတွေအနိုင်ရလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့မောင်းနှင်နေပါတယ်ကျမတို့အရင်လိုရှုံးနေမှာမဟုတ်ပါဘူးလို့မော်တဲများကပြောပါရင် ်ဗန်ကောက်မြို့မှကျင်းပခဲ့တဲ့ထိုင်းလွတ်တော်ဆွေးနွေးပွဲကိုတက်ရောက်ခဲ့သူချက်နိုင်ငံသားမြမအရေးတက်ကြွလှူရှာသူမစ္စတာအီကောပလာစီဗစ်ကလည်းຫນွေဥတော်လိုင်းကြီးကြီးရဲ့မရင်းမြိုင်တဲ့စိတ်ဓာတ်အဆုံးဖြတ်ချက်တန်လိမ့်ထံနဲ့တီတွင်ဖန်တီးနိုင်မှုလို့ကြောင့်မြမပြည်သူပြည်သားတွေရဲ့အောင်ပွဲကြီးရယူနိုင်မှုကိုယုံကြည်နေတယ်လို့ပြောပါတယ် ဆက်လက်ပြီးနေပြည်တော်မှာတုံရက်ကြားငင်းချိုင်းစကားဝိုင်းကျင်းပနေမှုအစိပ်ပင်ရေလောင်းတဲ့အလုံးမရှိကြောင်းရေချိုးတဲ့လုံရက်လို KNU ဗဟုအလုံးမှုဆောင်ဘဒူစောတော်နီဝေဖန်ရှုံချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်မှာတုံရက်ကြားငင်းချိုင်းစကားဝိုင်းကျင်းပနေမှုကအစိပ်ပင်ရေလောင်းတဲ့အလုံးမရှိကြောင်းရေချိုးပြီးနေတဲ့လုံရက်သားဖြစ်ကြောင်းကရင်မျိုးသားစီယုံ KNU ဗဟုအလုံးမှုဆောင်ဘဒူစောတော်နီကဝေဖန်ရှုံချလိုက်ပါတယ်။နေပြည်တော်မှာအစံဖတ်စကောင်စီလက်အောက်ခံအမျိုးသားစီလုံးညီညွတ်ရေးနဲ့ငင်းချိုင်းပေါ်ဆောင်မှုညီနိုင်ကော်မတီ NSBNC ီ NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နိုင်ငံပါတီများပါဝင်တဲ့သုံးဖွင့်ဆိုင်ငင်းချိုင်းစကားဝိုင်း peace.2025 ကိုမလ24ရက်ကစတင်ပြီးမလ26ရက်နေ့ထိ3ရက်ကြာပြုလုပ်နေခြင်းဖြစ်ပါတယ်။ တိုင်းပြည်တစ်ခုလုံးပြည်စည်းခြင်းများဆိုင်ရောက်နေတဲ့အချိန်မှာနေပြည်တော်မှာအဲ့ဒီလိုအရေးမပါတဲ့အလုပ်တွေလှုပ်ဆောင်နေခြင်းကအစိပ်ပင်ကြီးလောင်းနေလို့ရက်အလုံးမရှိကြောင်းရချိုးနေတဲ့လုံရက်သားဖြစ်ကြောင်း KNU ဘဟုအလုံးမှုဆောင်ဘဒူစောတော်နီကပြောပါရယ်အလကအပိုအလုပ်တွေပါတိုင်းပြည်ကတလောက်အရေးကြီးပြီးတကယ်ကိုအတိမ်းဆောင်မခံတဲ့အချိန်မှာဒီလူတွေကမအားလာကိုသွားပြီးတော့အစိပ်ကြီးလောင်းဖဖရရနဲ့ကြောင်းရချိုးပြီးနေရတဲ့တူတယ်တကယ်တမ်းဆိုရင်မအားလာကိုတိုင်းကတိုင်းပြည်ကပြည်စည်းခြင်းကိုဥတည်နေတယ်ဆိုတာလူတိုင်းသိတယ်ဒါပေမဲ့သူကလုံးဝကိူးမဆိုင်ဖယ်နဲ့နီရိုးပြည်ရင်တရော ောထုမပြတ်ဆိုသလိုလုပ်နေတာဒါကအမြဲတမ်းတွေးကြုံနေရတဲ့ဟာတွေပဲအထူးဆန်းတော့မဟုတ်သေးဘူးလို့ဘဒူစောတော်နီကပြောပါတယ်အကြံဖတ်စစ်ကောင်စီကတော့ငြိမ်းချမ်းရေးစကားဝိုင်းအနေနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ်ကဏ္ဍတည်တည်မှာထင်ပေါ်ကျော်ကြားသူတွေအသိပညာရှင်အတတ်ပညာရှင်တွေပုံမှုအာယုံဆိုင်ပါဝင်လှုပ်ဆောင်နိုင်စေဖို့ငြိမ်းချမ်းရေးအတွက်အကြံမဖတ်တဲ့နီလန်နဲ့ဆောင်ရွက်ခြင်းကသာရှိရှိတည်တတ်မှာဖြစ်ကြောင်းဒူဒူအကြအသိမြင်တိုးမြင့်လာစေဖို့နိုင်ငံအတွင်းပဋိပက္ခရီအ мян ဆုံးလျှော့ချပြီးနိုင်ငံရေးစည်းဝါးရေးများပုံမှုတိုးတက်ကောင်းမွန်လာ စေဖို့ရေဒိုရေရှည်လုပ်ငန်းစဉ်များဖော်ထုတ်နိုင်ဖို့ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ဆလပ်ပြီးဗမော်တိုင်ပွဲမှာအမှတ်3ဝန်တင်တင်ရင်မှတင်ရင်မူဒုတိယဗိုလ်မှူးကြီးမြင့်ထွေးကတပ်သားတွေကိုစစ်စင်ရေးစီရင်နဲ့လစာများမပေးဘဲစစ်တိုက်ခိုင်းတယ်လို့အလင်းဝင်လာတဲ့စစ်သား3ဦးကပြောဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ကချင်ပြည်နယ်ပမောတိုင်ပွဲမှာအမှတ်3ဝန်တင်တိုင်ရင်မှာဒုတိယတိုင်ရင်မှုဒုတိယဗိုလ်မှူးကြီးမြင့်ထွေကတပ်သားများကိုစစ်စင်ရေးစည်းနဲ့လာစာများမပေးဘဲစစ်တိုက်ခိုင်းကြောင်းဝန်တင်တိုင်ရင်မှာအလင်းဝင်လာတဲ့တက်ချက်သုံးကပြောဆိုပါတယ်ပမောတိုင်ပွဲအတွင်းအမှတ်3ဝန်တင်တိုင်ရင်မှာလုံတဲ့ရင်တက်ချက်ကြီးအဆင့်ရှိ3ဖြစ်သူတက်ချက်စော်မင်းနိုင်တက်ချက် အောင်အောင်နဲ့တကြက်တန်းစော်တို့ကတော်လိုင်းတပ်ဖွဲ့ရီတန်းအလင်းဝင်ရောက်ခဲ့ပြီး၎င်းတို့သုံးရဲ့ပြောဆိုချက်တွေကိုမလ24ရက်နေ့မှာဗမာတပ်တော်ကဗီဒီယိုနဲ့တကွာသတင်းထုတ်ပြန်ထားပါတယ်။တရင်မှုဒုတိယဗိုလ်မှူးကြီးမြင့်ထွေးကတော့စစ်တီတွေကိုပြန်လဲကြည့်တာဘာမှမရှိဘူး။တိုက်ပွဲနေရာပါသွားတဲ့သူတွေကို10လပိုင်း17လပိုင်းလစာရီနဲ့လုံးဝပြန်မပေးဘူး။အထက်ကဖျက်ခိုင်းတယ်လို့ပြောတယ်။3လပိုင်းကရတယ်၊9လပိုင်းကမရဘူး။ခွန်၈ကိုရတယ်။ဒါပေမဲ့ပုံပေါ်မှာနေလို့ရှိရင်ရှေ့တန်းစခန်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုရှေ့ထွက်စရင်စစ်စင်ရေလုတ်တဲ့စရိတ်ပ ပြီးတယ်အခုနောက်ပိုင်းမြင်ရတော့ဘူးတိုင်းကနေချပေးထားတာရှိရဲ့တရက်ကိုထောက်နေရစစ်စင်ရေးစရိတ် နေတွက်ပြီးရဒါလည်းမရဘူးလို့အလင်းဝင်လာတဲ့တက်ကြွစောမင်းနိုင်တဲ့တက်ကြွအောင်တို့ကပြောပါရယ်အစံဘတ်စစ်ကောင်စီကရှီတန်းထွက်တဲ့လောက်ခန့်တပ်သားတွေကိုစစ်စင်ရင်နေတွက်စင်ရင်ဖြင့်တရက်ကို1200ချက်ပေးတာဖြစ်ပြီးရှီတန်းစခန်းဒီမှာနေထိုင်စင်မှာလည်းငွေကြက်တသိန်း1000ပေးဆောင်ခြင်းရှိတော့လဲတရင်မှုတွေကကြားဖြတ်ယူဆောင်ထားခြင်းဖြစ်ကြောင်းသိရပါရယ်နေတွက်စင်ရင်ဆိုတာရှီတန်းထွက်တဲ့အချိန်မှာရတာဒါကရှီတန်းသဘောပဲဒီစခန်းကတောက်လျှောက်ပေးလာခဲ့တာမရတော့ဘူးနောက်ပြီးတိုင်းအထက်ဌာနလူကြီးတွေကငွေကြက်တသိန်း1000ဆိုတာချပေးတယ် အဲ့ဒါလည်းကျွန်တော်တို့မရဘူးကျွန်တော်တို့လာစာတွေပဲကျွန်တော်တို့ရတယ်လာစာတော့မှပဲအခု10လပိုင်းနဲ့17လပိုင်းမှာကျွန်တော်တို့မရသေးဘူးလို့အလင်းဝင်လာတဲ့တက်ကြွဆုံးမင်းနိုင်တဲ့တက်ကြွအောင်တို့ကရှင်းပြပါဗျာ